ဟယ်လိုဂျီဗိုင်ကနေကြိုဆိုပါရစေဒီတစ်ခေါက်တော့ဂျီကလာတာမျိုးနဲ့16လမ်းမှာရှိတဲ့အောင်လန်းကြားဆိုတဲ့ရှမ်းခေါက်ဆွဲဆိုင်လေးကိုရောက်ခဲ့ပါတယ်ဂျီဒီရပိုင်းရှမ်းခေါက်ဆွဲနဲ့တူဘူးနှွေးကောင်းကောင်းလေးစားခြင်းနေရာနဲ့ရောက်ဖြစ်ခဲ့တာပါသူ့ရဲ့တူဘူးနှွေးကကုံနဲ့အချိန်ရခန့်မှန်းလို့မရဘူးဆိုတော့ဂျီစောစောစီစီလေးသွားပစ်ခဲ့လိုက်ပါတယ်မနက်၈နာရီလောက်မှာပဲစိုင်းထိုင်စားရောပါစယ်ရောနဲ့လူတော်တော်လေးကြာနေပါတယ် သူ့ရဲ့တူဘူးနှွေးရပွဲပြင်းတဲ့ထဲမှာကိုကအီချာကွေးလေးရပါပေးတာပါကြည်အစာမထည့်ဘူးလို့ပြောပြီးတော့မှယူမယ်လို့ပြန်ပြောလိုက်တော့တသက်လေးဖြစ်နေရပါသူရဲ့ခောက်ဆွဲတပွဲတပွဲရာပိုရှင်တော်တော်လေးကိုများပါတယ်ဒီဗီဒီယိုထဲမှာကြည့်ရင်လည်းသိတာပါလိမ့်မယ်သူရဲ့တူဘူးနှွေးလေးရာအနံ့အရသာနဲ့ပြည့်စုံပြီးတော့တော်တော်လေးကိုမှစားလို့ကောင်းပါတယ်ဘားကော၆ကောနန်တင်းတင်းလေးရနေပြီးတော့အရသာလေးလည်းတကယ်ကောင်းနေကြည်တော့တော်တော်လေးကြိုက်ပါတယ် ပိုးရှင်လဲတော်တော်များတာမို့လို့ဂျီအနေနဲ့ဆိုရင်တော့တပွဲကစားလို့မကုန်ပါဘူးသူရဲ့တူဘူးနှွေးတဲ့ရာတူဘူးအနှစ်လေးတွေကိုအချာကွေးလေးနဲ့အဲ့လိုတိုးစားတာလဲတော်တော်လေးအရသာရှိပါတယ်တော်တော်စားလို့ကောင်းပါတယ်ပွဲပြင်းနေတဲ့မှာတူဘူးချိုထားတဲ့အနှစ်လေးလဲထဲတာများတာမို့လို့အီချာကွေးနဲ့တို့စားတာရောခောက်ဆွဲနဲ့ရောစားတာရောတော့မှအနှစ်ကလုံလုံလောက်လောက်နဲ့စားလို့ကောင်းပါတယ် တူဘူးနှွေးစားပြီးတဝက်လောက်မှရှမ်းခေါက်ဆွဲစားစားဖြစ်တာမို့လို့ရှမ်းခေါက်ဆွဲဖက်လေးတွေကတော့နည်းနည်းထွိထွိလေးဖြစ်သွားပါတယ်။ဒါပေမဲ့တချို့အစာပလာတွေကအရှိမပွဲပြင်ကလေးကနယ်ထားပြီးသားမို့လို့အဓိကတော့အဲ့ကျက်သားအနှစ်ကလေးနဲ့ပဲထက်နေရတာပေါ့နော်။သူကပွဲပြင်းတဲ့ပမာဏများတော့ရှမ်းခေါက်ဆွဲမှာကြတော့ခေါက်ဆွဲတော်တော်များပြီးတော့အစာပလာနေပြီးတော့အရသာပေါ့တယ်လို့ဖြစ်နေပါတယ်။ ရှမ်းခေါက်ဆိုရင်အရသာလေးရတော့စားလို့ကောင်းတယ်ဒါပေမဲ့အရသာပေါ့နေတဲ့ခါကျတော့ခြေတော့အလောက်ကြိုက်ကြီးမဟုတ်ပါဘူးခေါက်ဆွဲများပြီးအရသာပေါ့နေလို့နည်းနည်းပြင်ပေးပါဆိုပြီးတော့ပြောတော့လိုမဲတင်တာလေးထည့်ပြီးပြီးတော့ပြင်ပေးပါတယ်ဒါပေမဲ့သူထည့်တဲ့ထဲမှာစီချက်ထည့်တာနည်းနည်းများသွားတော့အလောက်ကြီးအဆင်မပြေပါဘူးသူရဲ့တူဦးကြော်လေးတော်တော်လေးစားလို့ကောင်းပါတယ်။လုံးဝကိုကြည့်ကြိုက်တဲ့ပုံစံမျိုးလေးကြော်ထားပါတော့။ အထဲကအသားကအီအီတုံတုံလေးနဲ့အပြင်ကကြွတ်လေးပါတူဘူးကျော်ကိုအဲ့လိုအတွင်းသားတူဘူးအရသာလေးတေချာခံစားလို့ရအောင်ကြော်တဲ့ဆိုင်မျိုးကရန်ကုန်မှာနည်းနည်းတော့ရှားပါတယ်ဒါမဲ့သူ ပေးထားတဲ့အချင်ကြီးကတော့တူဘူးကြော်နဲ့တိတ်မလိုက်ဘူးပေါ့နော်။သူက seafood sauce လေးချပေးရဆိုတော့လေ။သူဆိုင်မှာတခြားဟင်းပွဲမျိုးစုံလည်းရသေးတာဆိုတော့လေ။အားလုံးနဲ့အဆင်ပြေအောင်ဒီ seafood sauce တစ်မျိုးပဲထားလိုက်တော့တယ်လို့ထင်ပါတယ်။ သူ့ရဲ့ဆန်ချိုအေးလေးလည်းတော်တော်လေးတောက်လို့ကောင်းပါတယ်ချင်းချင်းချူချူနဲ့အေးအေးလေးပါဒီဆိုင်လေးကဈေးလေးတွေလည်းတော်တော်တန်ပြီးတော့ဆိုင်ရှင်တွေလည်းလှုပ်တာကြိုင်တာအစားစေတနာလေးတော်တော်ပါတာကိုခံစားမိခဲ့ပါတယ်ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက် vlog လေးကြမှာထပ်တွေ့ကြမယ်နော်တတား